Freedom for Future Channel မှာအားပေးနေကြတဲ့ခြေတော်အားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကျွန်ကိုကဆ iam မီချန်ကိုရေးသားထားတဲ့နေ့စီရင်တို့ကောက်ခုံချင်းဆိုတဲ့မဂဇင်းဝတ္ထုတို့များစာအုပ်ထဲကနောက်ထပ်ဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဝတ္ထုတို့လေးရဲ့ခေါင်းစဉ်ကတော့ Can you dance symphony ဖြစ်ပါတယ်။ ကံယူရန်စင်ဖို့နေကျမတို့ငယ်စဉ်ကတယောက်နဲ့တယောက်အော်တိုစောက်ထဲတွင်ရေးပေးလေးရှိသောစာသားကလေးတစ်ခုရှိသည်ဘဝတကွေခဏတွေ့ထာဝရမမေ့သူပါနော်ဆယ်ကျော်သက်အတွင်းဆယ်ကျော်သက်အရေးပင်ဖြစ်ပါသည်ထိုရွယ်ကထာဝရဆိုသောစကားလုံးကိုအလွန်နှစ်ကြိုက်စွာဆွဲလန်းတကြီးသုံးဆွဲမိကြသည်မှာကျမတူတွေဟောက်ဟန်မတူပါထာဝရဟူသည်အစဉ်အမြဲဟူအတိတ်ပဲတက်ရောက်ကြောင်းကိုတော့ကောင်းကောင်းကြီးနားလည်နေပြီဖြစ်သည် တယောက်နဲ့တယောက်စာရေးလျင်လဲစာရေးအဆုံးတွင်တင့်ရထရာဆိုသောစကားလုံးကို တခုတ်တရရေးလျရှိသည်မှာအကျင့်လိုဖြစ်နေသည်ယခုအသက်ရွယ်တန်းရလာဘဝအတွေ့အကြုံဆုံးလဲလာသောအချိန်ကြတော့ဘဝတကွေးဟူသောစကားခနာတွေးဆိုသောစကားသာဝရမမေးဟူသောစကားတို့၏လေးနှင့်သိပ်သိမှုကိုတစိမ့်စိမ့်တွေးတက်လာသည်။ယခုလိုအထီးကျန်ဆန်းဆန်းမြစ်စိကံတစ်ခုမှလမ်းလျှောက်ဖြစ်သည့်အခါမျိုး မြစ်ပြင်ကိုရက်တန်ငယ်ကြီးမိသည့်အခါမျိုးမှာထိုစကားသုံးလုံးသည်ကျမနှလုံးသားလွင်ပြင်စီ မတန်မနာတိုးဝင်လာတော့၏မြကန်းမပေါ်မေးတင်နေသည့်မအူပင်မျိုးကလေးကတော့သူ့မျိုးမှမပြောဝင်အလွမ်းရင်ရင်အတိတ်ခီးနိုင်တာရွတ်လွန့်နေခြင်းသောကျမ၏စိတ်ကိုတည်နိုင်မည်မထင်ပါခုလပါရောမျိုးကလေးရဲ့အရက်ဒေတာတစ်ခုမှညွတ်နူပြောဝင်ဖို့အတွက်အချိန်ကာလအတိုင်းအတာတည်းရဲ့လိုအပ်တယ်ဆိုတာ လောလောဆယ်မှာတော့ကျမဝိညာဉ်လိပ်ပြားကကျမမြုပ်ကလေးစီဂျုံဆန့်ပြန်တန်းမြမပြီတောင်ပတ်စွန်းကကျွမြုပ်ကလေးအဲ့ဒီကမှကိုးမိုင်ခရီးဆန်လျင်ရောက်တည်ရွာကလေးရဲ့အထက်တန်းကျောင်းမှာတောင်ဝင်ထမ်းဆောင်စဉ်ကာလအတန်တို့ကြကြလောင်လောစကလုံးတို့ကြံကြံရှာရှာသို့တော့တဘောဖြူဥစဉ်ရိုးပြောင်သော စိတ်ထားတို့ဖြင့်တိုင်ဝိုင်းခံခဲ့ရသည့်ပတ်ဝန်းကျင်တစ်ခု။ အလွမ်းတွေဆင့်ကိုင်းနေသည့်ထိုးရွာထိုးចောင်းကလေးမှာတော့ချစ်စွာသောကလေးတွေနဲ့စာတင်ကြရစိုက်ခင်တွေစိုက်ကြပေါင်းတင်ရေလောင်ကြခိုးဆွေရံပုံငွေရှာကြရသည့်နေ့စဉ်ဆုံးဆန်ကာလကလေးကနှလုံးသားထဲမှာမှတ်မှတ်ထင်ထင်ထိုးထဲတွင်ဇောလက်သည့်ကြီးမားသောအဆက်ပြောက်ကြီးတစ်ခုဖြစ်ခဲ့သည်ဆီယမဒီနေ့ဆောင်ကြီးပွဲတော်မှာအိုကမနော်ထိုးရက်ကကလေးတွေစကားပြောလျင်တားကတားကနဲ့ပြောသည့်တည်း ဇောလက်ကထူးထူးခြားခြားအိုးကားတဲ့။အိုးဆိုတာသူတို့ရွာမှာ ခလေးလို့ပြောတာပါ ဟုတယောက်ကဘာသာပြန်မှဘဝင်ကြသွားသည့်အဖြစ်ကလည်းပြုံးကျင်စရာကောင်းလာ၏။ဟဲ့၊မင်းကကရအောင်ကတက်လို့လား။ကတက်တာပေါ့ဆင်မရဲ့။အိုးကပြရမလား။ဟုတ်လို့လား။ကဲကစမအောင်။အဆက်ဆိုင်ပလူကြီးပလူကြီးနဲ့ကပြနေသောဇောလက်ရဲ့ခြေကျိုးလက်ကျိုးကအချိုးကျလာ၏။ဒီကရေကဘသူတင်မေးရလဲမီးတော့ ဘသူမှမတင်ပေးပါဘူးတဲ့အခွေတွေကြည့်ပြီးလိုက်ကြတာတဲ့တော်လက်ကဆရာမမရှိပဲရွက်ပုံသေးပညာရှင်ပါပဲတုံကြီးပွဲတော်နာနေတော့ဇောလက်အမေကိုရင်ပင်လေရွာမှတက်လာတော့ခါဇက်ဝက်စားတွေပါလာသည် သူကငငယ်ကလေးကဝါသနာပါရာဆရာမရဲ့တားလို့မရအောင်နောက်တော့အားပေးလိုက်ရတာပါပဲရွာမှဆိုဖျားပွဲဆိုလဲဇောလက်တကြံရေးတိုင်လဲဇောလက်ကလေးတွေလို့ပြောရရင်စူပါစတာပေါ့ဆရာမရဲ့ မိခင်ဖြစ်သူကတားအတွက်ဂုံယူအားတက်နေဟန်ပဲဇောလက်ကလည်းသူ့အမိဂုံယူလောက်တီးတားပါပဲသူနှစ်ကအတန်းပိုင်းဖြစ်တော့ကျမပင်ဇောလက်ကြောင့်မျက်နှာအပွင့်ကြီးပွင့်ခဲ့ရတာမမေ့နိုင်သေးပဲโอ้ပြင်တခါစီကပကံရာစွင်ချစ်ဆက်လမ်းမှာမတ်တန်တင်ခဲ့မင်းချမ်းစနှလုံးသားဝေဒနာ မနစ်ဆန္ဒမဲသမီးကလေးရဲ့အလအကအညွတ်အနွဲ့အလွမ်းတေးတန်နဲ့တစ်ထပ်တည်းကြောင့်တယုတ်ဆောင်ဟုဒါဒါဟာကျမတပည့်စောလမ်းမဟုတ်ရဲ့လားအကြည့်အပြုံးအလွမ်းဆွေမျက်လုံးကလေးနဲ့တယုတ်ဆောင်သွားပေါ့လက်ကုတ်တန်တွေတပြောင်းပြောင်းမြင့်ထောင်အာရပွဲတက်ကူကူနဲ့တွက်လျက်ခက်တဲ့ဥရွှေရုံအကကတော့တဝါဝါတဟာဟာပွဲကြည့်ပိတ်တဲ့ရဲ့အကြည့်ရွှင်ရေမောခြင်းဟာတရားကိုယူကျုံဆွဲနှောင်လိုက်ပုံကအပြူပြူအလဲလဲ စောစောကအလွန်မသမီတွေမနစ်ဆန်တာမှဟောရလား။တိုနစ်ကစုံကြီးပွဲတော်ပြီးရွာနေချင်းတွေဖိတ်ကြားခံရလေတော့ဆီယမပင်မနေနိုင်။ထမိန်ခိုင်ခိုင်ဝက်ကတပည့်နောက်လိုက်ရတော့ဤ။တိုနစ်သည်ဇော်လက်နှစ်ဖြစ်သွားတော့ဤ။စာတင်နှစ်ဆုံးတော့ဆီယတပည့်ဆက်ဆံရေးကဒူထဲတိတ်တည်နေပြီ။ဆီယမအိုးလို့ရွာလိုက်ရပါလား။ပြောစရာကောင်းတယ်ဆီယမရဲ့။ပင်လေခီးမသွားရအောင်ကွယ်။မင်းရွာကအဝေးကြီးမဟုတ်လား။ တခြားပင်လယ်ရွာတွေနဲ့ဆိုင်မဝေးပါဘူးဆရာမရဲ့မကြောက်ပါနဲ့အိုးပါတာပဲဟာသူ့စကားကပြုံးချင်းစပွဲကောင်းလာ í ကမက်ကလေးရဆန်သောသူ့ဟန်ပန်ကအိုးပါတာပဲဟာစကားနဲ့တခြားစီဖြစ် í ထုံွယ်ဦးပေါက်ကကျမအမှန်တကယ်ပင်ဇော်လက်တို့ရွာပါသွားခဲ့ í ယခုတာဝန်ကြရာရွာမှာဘိတ်တို့ပြန်သွားဘိတ်ရောက်မှကန်းနာစိတ်စင်းကရွာသားမြေဆက်လေးထဲလာရသည့်ခီးစင်မှာတော့တဲထိတ်ရင်ပေါ်မှုတွေနဲ့လွန်ထိုးရှက်ငင်နေခဲ့သည် ဆက်လီကအတော်အသင့်တောက်ခိုင်းတော်လဲပင်လေရဲရောက်တော့တိရွက်ကလေးတရွက်မျောနေတယ်လို့အားငယ်စရာကောင်းလာ၏ကျွန်းတော်တွေကိုဖြတ်တန်းနေရတော့လဲပင်လေလီကိုမှမရှူအားပင်လေမြင်ကွန်းကိုမှမကြည့်နိုင် အတွေ့အကြုံတိအီ၆လမ်းမှုမှာဖျားစာကိုသာနာနာရွေ့ရွေ့မျက်စိဆုံးမိတ်လိုက်ပါရသည့်အဖြစ်တော်ပါသေးရဲ့မင်းမညိုးမီရွာရောက်သွားပြီလို့ တရွာလုံးငားလဲတက်စင်တို့ဖြင့်အကြကန်ထားသောရွာကလေးကကျမအဖို့အစမ်းတကျဲရှိလာ၏။မမေကြီးဆ iam ပါလာတယ်။စိုးလိုက်ဒီနဲ့ရွာကန်လူတွေကြိုဆိုလိုက်ဒီမှာအာနာဖို့ပင်ကောင်းသေးတော့၏။တက်စင်ပေါ်မှာသူ့ဆ iam မလမ်းလျှောက်ပုံကိုကြည့်၍ဇောလက်မှာရဲကျဲကျဲလှုပ်တော့၏။တန်ချက်ပြုတ်နေသောမဓမ္မတိုင်ခင်များပေါ်မှာခြေလက်များတိုင်းခွက်မြင်မှတေးကြသည်။ဆ iam ဟိုမှာတွေ့လား။ငပိနင်းနဲ့လေး ကျက်စင်နာမှာလုံးတွင်းလေကလေးတစ်စင်ငပိနင်းတီဆိုပါလားငါတို့စားနေတဲ့ငပိကခြေထောက်နဲ့နင်းထားတာပဲပေါ့လေမဟုတ်ပါဘူးဆီယမရဲ့အဲဒါရီကရောင်းတန်းနေပါဆီယမအတွက်တော့ရှယ်လက်ထောင်းငပိပေးလိုက်မှာပေါ့ရောင်းတန်းကတော့အမျိုးမျိုးပေါ့ဆက်နင်းငပိချင်းနင်းငပိအဆဆပါပဲဟိုမှာလေငါးနှစ်နဲ့ခုံပနတ်တွေကောင်းရောအိမ်စားငပိခေါ်ဂွေးကောင်ကလေးတွေနဲ့လောက်တဲ့ငပိကိုစားခြင်းစိတ်ပင်မရှိတော့ ကျမတို့ထုံငပိကိုပင်ဈေးကောင်းပေးဝယ်စားခဲ့သည်မဟုတ်ပါလားဒီချိန်ကွေးပောင်သိမ့်ပြီးဆရာမရဲ့ဆောင်းဆိုရင်တော့ရွာပက်လယ်မှာကွေးပောင်တွေကြီးဆရာမမြင်ကြည့်ရင်တော့ဝေးဝေးမှတစ်ခုစာနှစ်ခုစာကြံသေးတယ်စိမ့်ပြအောင်ပိုက်တွေနဲ့ချင်းအောင်ကြီးတွေထောင်ထားသလိုကွေးဖန်းဖောင်တွေက ရွာပက်ဝန်ချင်းမှာကျွတ်တုချဲတဲ့တာကြံတော့သည်ရွာရောက်ပြီးနဲ့ဇော်လက်မှာအလုတ်တွေရှုံနေတော့ကြီးတော်ကြာပင်လေတဲ့ကက်ကူရန်ဖန်းလေးနဲ့လိုက်သွားလိုက်တော်ကြာကနန်းဖန်းလေးနဲ့လိုက်သွားလိုက် အချိန်အားလျင်တော့ဆီယမမပြေအောင်စီစဉ်ပေးရသည်ဆီယမဒီနောက်မှထိုင်ပြီးငါးမြချိတ်ကလေးကိုဒီလိုကင်တာ ကြည့်နေငါးတွေတွေ့လိမ့်မယ်ကိုကိုလည်းမြားမယ်ဘသူရင်ငါးရမလဲကြည့်အောင်ဟုတ်ပြီ ဟုတ်ပြီအဲ့ဒါကပြုံးပေါ်ဆီယမရဲ့အကြီးထူးပြီးအသားများတယ်ဆီယမလက်ကောင်းနေအိုရတယုံမစားငါတဲ့အကြီးကွန်းထူးပြီးအသားနေတယ်ဒီငါးကိုတယုံလူမျိုးတွေမစားဘူးဆီယမရဲ့ငါးရဲ့ကိုယ်ထဲမှာလက်ငါးချောင်းရပါတယ် တချင်ကသူတို့ကိုကဲခဲ့ဘူးတဲ့ဆိုပြီးအမှတ်သားလုပ်ပြီးပင်လေတဲ့ပြန်လွတ်လိုက်တာတဲ့။အိုကတော့ပြန်မလွတ်ဘူးစားမယ်။အိုကမြမရီပြုံးကျင်စရာ ဟုတ်တယ်လို့မဟုတ်တယ်လို့ငါးတန်နိုင်တွေလည်းပြောတတ်လေ။သူ့ကိုစားတင်တော့ဆရာမကို သူ့ရွာကိုခေါ်ပြီးပင်လေဆိုင်ရာဘဟုတုတတွေပို့ချနေတော့ဇောလက်မှာတော့ပျော်ရွှင်တက်ကြွနေတယ်လို့ပင်။အိုကတော့ရွာမှာပဲပျော်ရဲဆရာမ။ကြောင်းနေတာလဲဒီနှစ်နောက်ဆုံးပဲ။ ထိုစကားကကျမကိုအထိတ်တလန့်ဖြစ်သွားစေသည်ဟဲဇောလက်ရဲ့ညံကောင်းရတာနဲ့ဆယ်တန်းအောင်နေပါဆယ်တန်းအောင်တော့ရင်ကျင်းမှုတက္ကသိုလ်တက်လို့ရတာပေါ့မြစ်မှာနှုတ်ပညာတက်ခံတွေဒီလောက်ကောင်းနေတာရင်ကျင်းမှုတက္ကသိုလ်မှာဇက်သပင်ပညာရရှိတယ်မင်းနဲ့အန်ကိုက်ပါပဲကျောင်းဆက်နေပါကောင်းနေရဲ့အိုးမအဖေမရှိတော့ဘူးဆရာမအမေကအသက်ရလာပြီအငယ်လေးတွေလည်းရှိသေးတယ်ပြင်လဲမှာငွေရှားရလွယ်တယ်အလုတ်ပေါ်တယ် ငားလေလုံးမလားဝေးပေါင်ချမလားကနန်းစင်ဖတ်မလားရုပ်စွာဆုံးကင်းနေရင်တောင်ဝေးဖြစ်သေးတယ်။ကိုအိမ်အတွက်ငွေရှာရတော့မယ်။ထိုနှစ်တကယ်ပင်ဇော်လက်တယောက်အကြောင်းကိုရောက်မလာတော့ပါ။လူကြုံနဲ့တန်တန်မာတော့လဲရောက်မလာခင်။တင်လယ်မှာငွေရှာပြီးတင်လယ်ပြောကြီးလုံနေပြီထင်။ဇော်လက်ညင်ရင်နဲ့နှလုံးရည်မြောက်ကိုကျမနှမျောလာပါပြီ။ပင်လယ်သားဆိုတာပင်လယ်မှာပဲပျော်ရဆရာမရဲ့။ပညာရတက်ပြီး အခြားရက်ရွာတွေစီပြောင်းရွှေ့တာဝန်ထမ်းအသက်မွေးဖို့စိတ်မကူကြဘူးပင်လယ်လေကိုဝဝရှူပင်လယ်စာရီဝဝစာအချိန်နဲ့လောက်အောင်ကိုလည်းပင်လယ်ရဲ့ဖြစ်ချာပင်မနှွမ်းနယ်လာတဲ့အခါပင်လယ်ရဲ့အနှစ်သားတဲ့ခေါင်းတိုးဝင်ပြီးဖြည့်သိမ့်ကြရမှုမှာကျင့်သားရပျော်ဝင်နေပါပြီကျက်စင်စောမှာငါးများရင်ပြောခဲ့သောဇော်လက်ရဲ့စကားများကအចောင်းကိုပြန်မလာတော့သည့်အနေထားကို အတည်ပြုပေးနေသည်။ ကျွန်မကတော့ဇော်လက်ကိုကိုယ့်ဘက်ပါအောင်မစည်းရုံနိုင်မှုအတွက်စိတ်မကောင်းခြင်းကြီးစွာဖြင့်လိပ်ပြမလုံးခြင်းနွေနစ်နေသောကြောက်ကောင်းတပွင့်ကလပ်ပေါ်မတင်နိုင်သည့်အဖြစ်လောက်ဆရာဘွားမှာနာကျင်ပွဲကောင်းတာမရှိပါကျွန်မဇော်လက်ကိုရှင်းနာနာနဲ့လက်လွတ်ခဲ့ရသည်ဆရာမတယောက်ဒေတာဝန်ကျင်တစ်ခုမှာနေပြောဖို့ဆိုတာတရိကန်ဆက်ဆံရေးပြည်လည်ညီညွတ်မှုပေါ်မူတည်သည်တရိကန်ဆက်ဆံရေးသည်မိဘဆရာចောင်းသားဟူ၍ဖြစ်ရာ မိဘသည်အရေးပါသောတောင်တိုင်ဖြစ်သည်ထိုတောင်တိုင်များထဲတွင် ဦးတောင်စိန်သည် အလွန်ခိုင်မာသော တောင်တိုင်တိုင်းဖြစ်ခဲ့၏။ပြမိုင်မှာအချိန်မခေါ်သင့်မဲ့ဆိုရင် ကျွန်တော်ခုံထဲနေအတွက်တာဝန်ယူမရစေ။သားဖြစ်သူကိုအကြောင်းပြု၍ပေါ်ပေါက်လာသောစာတင်ဝိုင်းအတွက်တရာတရားထက်တန်လာသောစကားကိုတနေ့သူက ကျမကို သူ့လုံလေတောက်တင်စကန်သို့အလဲပတ်ခေါ်သည်။ကျွဲကူလေတောက်တင်စကန်ကဒီနယ်တခွင်မှာနာမည်ကြီးလာ၏။ ပြင်းစင်စဲပြုတ်လုတ်စဲလေတွေကြောင့်မှာပြားပန်းခက်လှုပ်ရှားနေကြသည်တက်တိုတက်စာတွေယူလို့မကုန်ဘူးစားတင်ကုန်ဘယ်နှကုန်ယူမလဲတာပြောဒီကလို့တမားတွေနဲ့အသိရိုက်ပြီးပို့လိုက်မယ်ထိုအချိန်မှစ၍ကျောင်းမသားမက အိမ်မှာပါကျောင်းသားတွေတယုံယုံစားတင်ပြီးစိုက်ခင်းစင်ကြရေလောင်းကြထိုနှစ်ဒီဇမကျောင်းပရက်မှာတော့ဝိနီကိုကိုကတမျိုးတောင်းဆိုလာသည်ဆီယမဇော်လက်တို့ရွာအဝေးကြီးကိုတော့အလဲလိုက်ပြီး ကျွန်တော်တို့ရွာနီးနီးလေးကိုတော့စိတ်ဝင်စားအောင်မဟုတ်လားပြောပါဦးမင်းရွာကဘယ်မှာမို့လို့လဲဒီနားမှာလေနီးနီးလေးဒါလဲမြကူးရင်ရောက်တဲ့ကြောက်ဖြာရွာလားမဟုတ်ပါဘူးဆရာမရဲ့မြို့ကနေတိန်တော်ကြီးကုန်းဘော်ကကြည့်ရင်မြင်ရတဲ့ပထောပထက်တောင်ရှိတယ်မဟုတ်လားမစွန်အေးကန်းရှိတာပထက်ရှင်မကန်နကွန်းရှိတာကပထောကျွန်တော်တို့ရွာဟာအဲ့ဒီပထောရွာပေါ့နီးနီးလေးနီနီလေးနီနီလေးနဲ့အဆွဲကောင်းတဲ့ဖြင့် အတန်းသူတန်းသားတွေတူလိုက်မြင်ငါလိုက်မြင်ဖြစ်ပါရောမင်းရောမင်းတို့ဒီလူအောင်ကြည့်ထမင်းကျွေးနိုင်မှာမလားကျွေးမှာပေါ့ဆရာမရဲ့မပူပါနဲ့ကျွေးရင်စက်သားဝတာမလုံးနဲ့ငါတို့ကိုစီးပူပဲကျွေးကောင်းနေကောင်းနေ very good very good တာမကွတာထားတိုးစလင်း၅ယောက်လူအောင်ကြီးကိုထိမ့်သိမ့်ဥဆောင်သွားရမည်တာဝန်ကမသိရွာကနေမြို့ထီသွားရမည်ကိကကိစ္စမရှိပထောကန်ကူဖို့တမန်နဲ့စင်တော်စိတ်တွေပူရှင်တွေခုံလိုက်ရတာအမော် သင်စင်မြင့်တက်ဆိုရမဟုတ်လားဟဲ့ဟဲ့လေပေါ်မှာညင်ညင်နေကြစမ်းကောင်းမလေးတွေကိုလိုက်စမနေကြနဲ့မင်းကလေးတို့လှင်းနေကိုမြင်မြက်ကငါနဲ့နော်လူတွေခေါ်လာတာမြောက်တွေခေါ်လာတာကြာလို့သွားမြီဆိုတော့လက်လုံးလက်စားသာသမီရော အရာရှိရာခံသာသမီရောမိဘတွေကဆီယမအာကိုနဲ့ထက်လွတ်လိုက်သည်ဖြစ်ရာကျမမရင်ဘူးကောင်းခဲ့ဖြစ်နေတော့သည်တခုခုဖြစ်သွားလို့ကတော့အယောစားပေးလို့ရသည့်အရာမဟုတ် တမန်20မြစ်ပြင်ကိုကတ်ဆောင်ဆောင်ဖြန့်နေစဉ်အတွင်းရသမြမန်တန်တွေရွတ်ဖက်နေသောသူတို့ဆီယာမကိုဝင့်နီကိုကိုကစပြစ်အောင်စာနေသည်။ဘာမှမဖြစ်ပါဘူးဆီယာမရဲ့။ဂျွာမာတို့ကရွာရှင်ဘိုးဘိုးကြီးကိုကိုးကွယ်ခဲ့ပြီးမဟုတ်လား။ဘိုးဘိုးကြီးကစောက်ရှောင်မှာပါ။ရှင်တုံကင်ဝေးစိတ်သက်ကလေးကော်ဖီမြစ်ကြောင်ညာကိုတရီရစီရပင် ရှင်တုံပြီးတော့နှစ်သက်ဖွေရတွေကတခဏချင်းရောက်လာတော့ဤပထောရွာကလေးတို့ရောက်တော့ရွာနေသားကကျင်းနေစီရ။ ကျွမ်းမဘိတ်မြုပ်ကိုပြောင်းမြင်နေရသည့်မြင်ကွင်းကစိတ်ဝင်စားပွဲရာတွေအပြင်နဲ့ဝင်းနီကိုကိုရောရဲ့အိမ်ရှိဝရန်တာကလေးမှာထိုင်ပြီးမြို့အလောက်မှာနေမောနေစေဟတ်လာဟောဒီမှာဆီယမကျိတ်တဲ့စီးဖူမိမိရဲ့ရဲ့ကနန်းပြုတ်ကြီးတွေ အချင်းနဲ့တို့စားဖို့ရောက်လာသည်လက်လက်ဆက်ဆက်ကင်မွန်ကင်ပဇွန်ကင်များဟိုတယ်ရီမှာတံပိုးကြီးပေးရသောရေခူတုပ်တွေကတပွဲပြီးတပွဲရေပွဲစိန်ကောဆိုတာပါသည် တယောက်တည်းနဲ့ចောင်းသားလက်တွက်လိုက်ကြသည် ဖြစ်ချင်းဟော့တပကံဟော့တပကံခြားမလောက်ထက်မလောက်ပြောတော့ဆရာမအကြိုက်တဲ့တကယ်ကောင်းဆိုင်နေတာကသူတို့စားပြီးတော့ကလေးတွေမှာလှုပ်လှုပ်ရွာရွာရေကူးကျင်နေဖြစ်ပါရောမျိုးနဲ့နီးတိကျွန်းဖြစ်တဲ့ဖြင့်ရေပြင်ကနောက်ကြည့်ကြည့်ရေကူးရမ်းမဖြစ်နိုင်လမ်းလျှောက်ပြီးတောင်ကျော်လိုက်ရင်တော့ပထောရှိမကန်ကိုရောက်မယ်အဲ့ဒီမှာရေသွားကူးကြမလားဝင်းနီကိုကူကပြောတော့အားလုံးကစိန်လိုက်စိန်လိုက်တဲ့ တက္ကနကီကတော့အကာစီတမ္ပန်စီချေချင်းတောင်တက်အစုံပါပဲတောင်ကိုကျော်၍ပထော်ကန်းကျေရောက်တော့အဝေးပင်လေကိုလှမ်းမြင်ရပြီကြောက်ဆောင်ကြောက်သားတွေပေါ်များတော့လဲရေရဲ့ရောင်အတွေကရေကူးကျင်စရာပင်လေပြင်ပထွက်နေသောတောင်စွန်းမှာတော့ရှင်မကန်နတ်ဆောင်သည်ဆိုသည့်ကြောက်တုံးကြီးကအထင်ကရာရှင်မကန်ဘိုးဘိုးကြီးထံကလေးတွေစောင့်ရှောက်ပါမည်အကြောင်းအနှံစင်ရေရဲ့စင်ပြေကုန်ကြတော့ဤဖျားဖျားအခုမှငါးပါးကြီးမှောက်တော့မယ် ဝေးဝေးမကူးကြနဲ့နော်ဘယ်နေရာမှာဘလို့ကျင်းကြံရှိမှမသိဘသူဘဝဘယ်နှရောက်နေလဲမင်းကလေးရောကဲနာမှာပဲနေကြတယောက်နှစ်ယောက်သုံးယောက်လေးယောက်ပါလာသမျှလူစစ်ပြီးရင်စစ်ဆီယာမမအပန်းဖြေဖို့နေနေတာတာဒင်းတို့ပြောက်မှာဆိုလို့လူရေရတာအခါခါတော်ပြီတော်ပြီနောက်တစ်ခါတော့သူများသတ်သမီးခေါ်လာဖို့စိတ်မကူတော့ပြန်ခီးမှာကိုကယင်ပူနေသလောက်သူတို့ကအတွေ့အကြုံတွေတပေါက်ပေါက်ပြောကြနေ။ ရေမျိုးရွှင်ပြစမြုံပြန်လို့မစုံနိုင်။မိသားစုမပါဆရာမပို့တိခီးသည်သူတို့အတွက်အမှတ်ရစရာတွေဖြစ်သွားတော့၏။အဲ့ဒီရှင်မကန်အဖိုးကြီးရုပ်ထုဟာဘာလဲသိလား။မနေနိုင်မထိုင်နိုင်ကျမမင်းပြီးတော့ဝင့်နီကိုကိုကမမေပြောခုတာတော့ဘာသာကြားနဲ့ဆိုင်တဲ့ကိစ္စဟာတဲ့။ဟိုးရင်တော့ကပိတ်မြို့မပေါ်ခင်ဒီနေရာကတန်ငါစကန်တွေဖြစ်ခဲ့တာတဲ့။ယောဂီပိုးကြီးနဲ့ရောက်ဒီတောင်မှာတရားလာအားထုတ်ရင်တေလွန်တော့အဆောင်ဖြစ်နေတာတဲ့။ ဒီတောင်ကိုလာရင်တရုတ်အမဲမယူရဘူး။ပောက်ကရစကားတွေမပြောရဘူး။ငါပဇွန်လေးတွေကတော့ပင်လယ်ထွက်ခါနေရင်ငါပဇွန်မြတ်မြတ်ရဖို့ဝင်ပြီးဥတိုက်လေးရှိတယ်။ကျမအဖိုးကတော့ပထောကနေဘိမ်းမြို့ကို ပြန်လဲမြင်ရတော့မြင်ကွင်းတစ်ခုနဲ့ပဲထိုခရီးတီအလွန်တန်သွားလေသည်။ထိုခရီးနောက်ွယ်တွင်ဆရာတပည့်ချစ်ခင်ချင်းပြိုးပင်သည်တစတစရှင်တန်ကြီးရင်ချင်းတို့ရောက်ခဲ့ရတော့ဤပြတ်တန်းစီစဉ်မြစ်ရှန်တန်တို့ တဲ့တန်ကိုကြားလိုလာ၏မစ်ဇူရီမြစ်ပြင်ကျဲကိုကြော့ပြရွက်ဟိုဝေးမှရောက်နေသည်မို့အိုမြစ်မဟာရှန်နန်တို့တဲ့တန်ကိုတန်တာမည်မြောက်အမေရိကတိုက်သားတွေသူတို့မြစ်မဟာရှန်နန်တို့ကို တန်တာတယ်လို့ကျမမှာတော့ပင်လေကိုလွှမ်းနေမိသေးတော့ရွာရဲ့အနာသက်ကန်ကြီးကနေမြင်ရတော့ခဲသားညွညွပင်လေဒီလူတွေရဲ့လွှမ်းတဲ့ကိုစုပ်ယူညှို့မြူထားတဲ့ဟာ တွေ့ဆုံခြင်းသည်ခွဲခွာခြင်းကံခြင်းမှာအနာတက်လိုက်ပုံကလှလှပါပါစိုက်ကတဲ့ခြံဝန်းရှိမှာဆက်တက်လိုက်တဲ့ဖြင့်လှမ်းကြည့်လိုက်တော့ရဲလင်းအောင်နဲ့မိုးအောင်တို့နှစ်ယောက်စိုက်ကစည်းအုပ်ထုပ်ကိုကြွခါဝင်လာကြသည် သူတို့တွေကဆယ်ရန်းအောင်ပြီးဘိတ်တက်ကတူဆက်တက်နေသူတွေဆီယမကပြောင်းတော့မယ်လို့တရင်ကြလို့ကျွန်တော်တို့ပြေးလာကြတာတကယ်ပဲလားဆီယမတကယ်ပေါ့ကွပစ္စည်းတွေတောင်တင်းနေပြီ ကျွန်တော်တို့တော့လွမ်းနေအောင်ပါပဲ အောင်မယ်တကယ်ပါဆ iam မရဲ့ဆ iam မရိုက်ခဲ့တာတွေထုခဲ့တာတွေပဲမိပါမလဲကျွန်တော်တို့ဆ iam မကိုနှုတ်ဆက်ပွဲကလေးလုပ်မလို့အောင်သွားတဲ့ចောင်းသားဟောင်းတွေရောအောင်သေးတဲ့ဆယ်တန်းကကောင်းတွေရောပေါင်းပြီးတော့ပေါ့ခင်မူရောအေးအွယ်တို့ကလည်းအိတ်မိတိုင်းကက်ကြီးကြိုက်ကြောကြမှာတဲ့သူတို့အစီအစဉ်ကကျမကိုအံ့အားတတန်ပြစ်စီလေးတီဒီကောင်လေးတွေအတော်တက်နေကြပါလားကျမဘက်ကတော့မမျော်လင့်ခဲ့ရုံအမှန်ပါကျမအကောင်းဆုံးလုပ်တွေလုပ်ခဲ့ပြီးပြီပဲ။ တုံ့ပြန်မှုကိုမျှော်လင့်မထားတာပင်ကိုစိတ်ရင်ပါပဲ။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဆီယမောက်ကိုလာခေါ်တာပါ။ကျွန်တော်တို့မျိုးရဲကိုခဏလိုက်ခဲ့ပါ။ဟဲ့။ဘာကိစ္စမျိုးရဲလိုက်ရမှာလဲ။ကိုရောက်တော့တိအောင်မပေါ်ဆီယမရဲ့။အားလုံးတိသွားရင်ဆီယမမလိုက်မှာဆိုလို့ခဏလေးပါ။အပြန်လာပို့ပေးပါမယ်။တော်တော်ဆိုးသည့်ကလေးတွေဆီယမောက်ကိုဗဟေတိဖွဲ့ရတယ်လို့သူတို့စိုက်ကဲနောက်ထိုင်လိုက်လာရင်ဒီကလေးတွေပါလုံးနေပါလေစဉ်းစားလဲအပြေမပေါ် မြို့ရဲရောက်တော့စိုက်ကဲကမျက်မှန်ဆိုင်ရှိရက်လေသည်ဟေးရှင်းလျောက်ဘာလို့လောက်နေရလဲကျွန်တော်တို့ဆီယမအကိုကြောက်ဖို့ပစ္စည်းစဉ်းစားတာစဉ်းစားလို့မရအောင်ကျွန်တော်တို့ကြောက်တာဆီယမအတွက်လိုအပ်တဲ့ပစ္စည်းဖြစ်ရမယ်ဆီယမမျက်မှန်ဟောင်းနေပြီလေဒီမှာဆီယောင်နဲ့ဆန်းတက်ပြီးဂိုင်းကိုဆီယမစိတ်ကြိုက်ရွေးပါကြွပါဆီယမကျမရဲ့ခြေလမ်းတွေလေထဲမှာရှောင်နေရတယ်လို့သူတို့ခေါ်ဆောင်ရဆိုင်တွင်မှာတော့စုံလင်လှပတော့မျက်မှန်ခိုင်ပေါင်းများစွာ ထိုးလေးကမျက်မှန်စမ်းသက်ပြီးထိုးဆိုင်မှာပဲတင့်တော်ရခိုင်းကိုရွေးရသည်ဆရာမဈေးကိုမတွက်နဲ့နော်မိတော့ကခူစိတ်ကုန်ကူထားလို့ဒီကောင်ကထိုးနေတာမိုးအောင်ကရဲလျောက်ကြောပွဲကိုပုတ်ပြီးပြောတော့ကျမမာဝမ်းတာဝမ်းနဲ့မယူရက်ပါဘူးခလေးတွေလော်အားနေရင်ထားသည်ငွေကလေးတွေနဲ့ခူစိတ်ကုန်ကူတယ်ဆိုသည့်ကိစ္စကျမမသိပဲနေပါမလားဒီဒေတာမှာအရွယ်ရောက်ပြီးသူတိုင်း ိဘလက်ငုပ်လက်ရင်းလုပ်ရင်းစီးပွားရေးလုပ်ငန်းတွေတိုးဝင်ကြတာတကယ်တမ်းနှုတ်ဆက်ပွဲလုပ်တဲ့နေ့မှာတော့မိန်းကလေးတွေပါဆုံဆုံလင်းလင်းခင်မူတို့အေးအေးတွေတို့လက်စွမ်းပြကက်ကြီးကြိုက်ကိုလည်းအားပေးလိုက်ကြသည်မှာထဲမလားလူဟောင်းတွေအားလုံးဒီပါပြန်ဆောင်ကြသဖြင့်စကားတွေဖောင်ကာစူညံနေတော့ဤငါတော့ကွာ55မိနစ်တစ်ချိန်လုံးဆီယမဒူးတော်ခိုင်းနဲ့ထိုတနေ့ကိုဘယ်တော့မှမမေ့ဘူးကွာသူဆုံးတော့မိုးအောင်ထားဖောက်လေသည် သူ့မျက်နာမချိုမချင်းကတမင်ညှို့ဟန်ဆောင်ထားသည်မှာရဲပွဲဖွဲ့ခြင်းစရာဘယ်တမိတ်လဲဟာအေးတွေကစူးစူးဆန်းဆန်းကျမမှာတော့မိုးအောင်ပုံစံကိုကြည့်၍ရဲခြင်းပက်ကြီးဖြစ်သွားလေသည်ယခုမှရည်ချင်တာဟိုးရုံးကတော့စိတ်လှုပ်ရှားမှုတွေကတုံကရင်နဲ့ကလေးတွေကိုမညာမတာဒူးထောက်ခိုင်းမိသည့်အဖြစ်တကယ်ဆိုကျမထိုးကောင်ကိုကြောက်တာမိုးအောင်လိုရဲလျောင်လိုတည်တာပဲ။ အဆောင်တို့သူတို့လဲလာခြင်းအိတ်ခမ်းတွေကိုထိုးကောင်လမ်းမဝင်သေးနဲ့ကြုံခဲ့သူတို့နှစ်ယောက်ပင်6လမ်းမောင်းထုတ်ပေးခဲ့သည်မဟုတ်ပါလားနောက်တစ်ကြိမ်ထိုးကောင်မြင့်ဆုံးတော့သူတို့တည်တည်ခြင်းနဲ့ကျောင်းပည့်ရဲ့အချင်းဖို့ခေါ်တင်သည့်တနည်းတင်နေကြခန်းတော့ဆရာမတယောက်စီပါသွားလေရာလွယ်လွယ်နဲ့တကားပွင့်နေသောငါးရန်ကန်တို့ဝင်တင်ကြလေသည်သူတို့ကို လေးကျင်ကန်ပေးထားစေကျမမှာတော့နောက်သင်ခန်းစာအစ်စ်အတွက်ကြိုတင်လျှာထားချက်တွေပြုစုနေခြင်း မင်းကလေးတွေစီမှာတစုံတရာတန်ထွက်လာတဲ့ဖြင့်လှမ်းကြည့်လိုက်တော့ယောက်ျားလေးတွေမျက်နှာက ပြုံးစီစီမင်းကလေးတွေမျက်လုံးကဝိုင်းဆက်ဆက်ကျမလှမ်းကြည့်လိုက်တော့အန်ဒီရဲ့ဒီကျမနောက်ကျောင်းနဲ့အနီးကပ်ဆုံးနေရာမှာဤခန့်ဒီသူ၏ဘူမိနဲ့တန်နေရာမှန်ဖြစ်လိမ့်မည်တင်မုံကြီးနောက်မှတိုးတိတ်စွာအတန်မပေးဘဲထွက်လာတော့ထိုအကောင်အနက်နဲ့ဝါကြားကိုမြင်သည့်နှင့်ကြောက်ရွံ့ခြင်းတူတင်မဲ့အမြင့်ဆုံးဒီဂရီတို့ထိုးတက်သွားသည့်ခဏ တောက်တရမဲ့စွာကျမထိတ်လန့်တကြားအော်ဟစ်လိုက်မိလေသလားကြောက်ရွံ့ခြင်းသည်တခဏချင်းမှာပင်ဒေါသအဖြစ်ပြောင်းလဲသွားပြီးဒေါသသည်ညီနေလျက်အတိမပေးသော သူကလေးတွေအပေါ်စုပုံကျသွားတော့၏မိုးအောင်ရေးလင်းအောင်မင်းတို့အစိုးဆုံးငါဒီကောင်ကိုကြောက်တယ်ဆိုတာသိရတာနဲ့ဒေါသမျက်ရည်များကိုမြင်တော့သူတို့အားလုံးနောင်တမျက်ဝန်းတွေကိုစီနေတွေ့မြင်နေလျက်နဲ့အတိမပေးသောအဖြစ်အတွက်စာတင်ချိန်တစ်ချိန်လုံး ရူးတောက်ခိုင်းထားမိခြင်းကဒင်းကလေးတို့နှလုံးအိမ်မှာပုံရိပ်ဆွဲတင်သွားခြင်းလား။ဆရာတစ်ပတ်ဆက်ဆံရေးတွင်တရံတခါဒီလိုအဖုထစ်ကလေးတွေကပုံမွန်နျူထရီပူကက်လာတဲ့အောင်ထင်ရ၏။နောက်ပိုင်းထိုးနေ့ကဖြစ်ဖြစ်သည်သူတို့ကြားတွင်တီတို့တီတို့နှင့်ရေပွဲဖွဲ့စရာဖြစ်သွားခဲ့သည်။ကျမကလည်းကျမပါပဲလေ။အရာရာအကြောင်းကြောင့်ထိုမမေ့နိုင်ပွဲအဖြစ်ပြက်ကိုမိုးအောင်ကအစပြန်ဖော်နေခြင်းဖြစ်သည် ။ဘာမဆိုအနှဲငယ်ကွန့်လိုက်ရမှကျင်းတဲ့တော့တက်ကိုကိုစီမှအတန်ထွက်လာသည်။ထိုအတန်မှာကုတ်ကဲကုတ်ကဲကိုကိုကိုပေါ်မတူတော့ထိုအကောင်ဤအော်တန်ဖြစ်သည်။ယခုမှတော့ကျမလည်းပြုံးရည်နိုင်ပါပြီ။တကယ်တော့ကျမသူ့တို့ကိုမုံရွေမဟော။ဆရာနဲ့တပည့်ကြားအမုံတရားဟူသည်မရှိစကောင်းတော့အရာ။တင် जा ခြင်းမှု၌ဝါသနာထုံခြင်းတက္ကနာမဟုတ်ပါလားကျွန်တော်ကျမတို့မှာ ဆီယမအပေါ်ပြစ်မှားမိခဲ့တဲ့အဖြစ်တွေရှိခဲ့ရင်ဥဆောင်သူရဲလင်းအောင်၏အတန်က ကျမရဲ့ဆွတ်ကျင်ကျင်နှလုံးသားကိုပွတ်ဆွဲသွားလိုက်သည်မှာနက်နက်ရှိုင်းရှိုင်းပုံပုံရှာရှာတန့်စင်မထားနိုင်သောမျက်ရည်တို့ပါပြင်းထက်မှတလိမ့်လိမ့်ဒါဟာမိကုံနေလားနှုတ်ဆက်ပွဲတယ်လားဘလို့အမည်နာမပဲခေါ်တွန်းခေါ်တွန်းဒီပွဲသည်ရန်သူရဲ့ပွဲဖြစ်သွားသည်မှာကလေးတို့ဆီယမရှင်မှာအထင်ကြီးရ ခုတော့လဲကလေးဆန်နေပဲပြောပြောစိတ်နှူတယ်ပဲဆိုဆိုငယ်စဉ်ကအော်တိုစားအုပ်ထဲမှာရေးပေးလေးရှိသည့်စားသားကလေးကိုပင်အဖန်တလဲလဲရွတ်ဆုံနေမိသည်ဘဝတကွေ့ခနာတွေ့ထာဝရမမေ့သူပါနော်ကဲရဲမြုပ်ကလေးကိုထားရခါမြဝကျော်မမြုပ်ကလေးတစ်မျိုးမှာအစ်စ်အစ်စ်သောပတ်ဝန်းကျင်မှာဒေသတကြဖြစ်အောင် အားထုတ်နေခြင်းအဝေးလွှဲအိမ်မက်ရာသီတန်းကျင်တွေကစိတ်ကိုစုံမနေရယူစဉ် လူအုပ်ကြီးနောက်သို့လိုက်သွားသူသည်မကြမီလူအုပ်ကြီးနှင့်တက်ဖွဲ့ရဲဖြစ်သွားမည်တဲ့ကျမပတ်ဝန်းကျင်အသက်မှာနေသားကြဖို့စီမျောဆောင်ဆန်ရပေအောင်မည်မြောက်အမေရိကတိုက်သားတွေမြစ်မဟာရှန်နန်တို့အပေါ်ချစ်ချင်းကိုအတူယူပြီးတော့ပေါ့မူပင်မြင့်မူပင်မျိုးအထက်ကထခွဲနှင်းပြီးတော့မြေပြူကိုင်းသောကျမရဲ့လက်များအထက်ကနှင့်တောင်ငူမျိုးမဂဇင်းမှတ်နှစ်2013 ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျုပ်ကစစ်မမီချံဝေရေးသားထားတဲ့မျက်စီရိုင်းတို့ကာကွန်ခြင်းဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့များရဲ့ကနောက်ထပ်ကန်ယိုရန်စင်ဖိုနီဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားခဲ့တာဖြစ်ပါတယ်ရှင်နောက်ထောင်ပြီးတော့တခုခုပေါ့နော်ပြောချင်စရာအမှတ်တရလေးတွေရှိရင်လည်း comment တွေတွေကျန်ထားပေးခင်းနေပါတယ်နော်အခုကလေဖက်တာဖက်သွားတာဒီထက်အစင်မကြုတ်တဲ့အကောင်ပါကောင်းလေးတည့်တဲ့သူတွေမှန်ခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ပါ ါဒါဆိုရင်နောက်ထပ်အစ်တလေးတွေနဲ့ပြန်လာခဲ့ပါမယ်နော်နောက်ဆင်အောင်ပေးခဲ့ကြတဲ့ချစ်တော်တို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘီကင်းလုံးလုံးနဲ့နေ့ရက်လေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်โอเคบายบาย